ဒီနေ့ကတော့မုတ်လေးရေပတ်စားရင်လည်းတပတ်လည်းမဟုတ်တလလည်းမဟုတ်ပဲအိမ်မျိုးလေးကပါမပြောင်းကျင်တော့ပဲဖြစ်စေမဲ့အပြင်စားကောင်းတဲ့ဆိုင်လေးအများကြီးရှိတယ်တောင်ကူမျိုးလေးရောက်ဖြစ်တော့ဖော်ရရဲ့ဒေသခံတွေညှိုးပေးတဲ့ဆိုင်လေးတချို့ကိုမုတ်ပတ်စားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်ရောက်တဲ့အချိန်ကမနက်7:00နာရီဝန်းကျင်လောက်ဆိုတော့အိယာဆော့ဆော့ထားမှစားရမယ့်ဆိုင်ကောင်းလေးတော့မစားခဲ့ရပါဘူးအဲ့တော့ဘယ်ဆိုင်လေးမှစားပြစ်ခဲ့လဲဆိုတာစကြည့်ပေးပါဦးနော်ကဲအခုကတော့ကျွန်တော်ဒါတောင်ကူရောက်တောင်လေးပေါ့နော်ဆရာဖြေလမ်းတွေကဖူးလာမင်းလဖေးဆိုင်လေးမှစားပဲဖြစ်ပါတယ်ဒီဆိုင်မှာအကြောင်းမလန်ကနာမည်ကြီးရပါတော့ကျွန်တော်ကဒါ လာတဲ့ချိန်နောက်ကြပါတော့လက်ကြံလေးရပါတော့နော်တက်တက်လုပ်ပေးထားပါကျွန်တော်ပထမတော့တောင်ဝူရောက်တော့ကျွန်တော်ဒါဒူဝင်းဒီဝင်စားမလို့စိတ်ကူတာပြီးလဲပြီးတော့ဒီနားမှာလည်းပါမေးကြည့်လိုက်တော့အဲ့လိုမှညှို့နေဆိုင်လေးကျွန်တော်ဝင်စားရမယ်ဆိုရင်စိတ်ကူရပါပါတော့နံများလေးမှားထားပါရဲ့နံများလေးကပူပူလေးပဲရှိသေးပါတော့မလာနေပြင်းနေတာ ူစာလေးလည်းစားကောင်းတယ်လို့ပြောရတယ်။အာလူကျက်တုံတွေများများလေးနဲ့ဆိုတော့ကျက်တုံတွေချိုးရဲရတာလေးနဲ့ကျွတ်ကျွတ်လေးစားလို့ကောင်း။သားတော့လက်ဖက်ရည်ပါပုံမှန်လေးပေါ့ပိုးရင်ငငယ်ကလက်ဖက်ရည်ဆိုင်ရဲဖိုက်လို့ရရင်ပြီးတော့စိုင်းခွန်းတက်တန်လည်း20ကျော်တက်တန်ရှိပါတော့ ကဲကောကျွန်တော်ဒါတောင်ကူမြို့ရန်ကုန်မန္တလေးလမ်းဟောင်းဘောလုံးကင်းလွတ်လပ်ရေးကြောက်တိုင်အနီးကျွန်တော်တို့ဒါကြောက်တိုင်လမ်းဝင်ချင်းမှာရှိတယ်ဝင်ဒါနမတစ်ပေါ့နော်ဒီဆိုင်လေးမှာကျွန်တော်လာစားတာဒီမှာကြောက်တာခောက်ဆွဲစီချက်တို့ကျေဥစီချက်ကိုမှကြာစံအောင်ခောက်ဆွဲရရတယ်အဲဒီပြင်မှာချက်ဝဲရမယ်ပြီးတော့ဒီမှာဒီလိုအခောက်ကင်ရရပါနော်ကျေဥစီချက်ကိုကျွန်တော်ခောက်ဆွဲလေးနဲ့မှာထားပါတယ်ဒီဘက်ကကြာစံပေါ့နော်ဒီဆိုင်ကတော့မနက်ခင်းနဲ့ရောက်ဖွင့်တာပေါ့နော်တခြားဆိုင်တွေကတော့ညနေမှစဖွင့်ပါတယ်တဲ့အိုးတုံးခေါက်ကြပါအောင်ဗျာ ။အသားအတွက်ဆိုရင်ဒီထက်မှဆိုရင်ဝတာကလေးစာရေပါတယ်။အဲ့ဒီပြင်ပေါ်မှာအုံးချုပ်ပေါ့နော်။အဲ့ဒါလေးအခောက်ကင်မှာပေးထားအချင်းလေးပေါ့နော်။ပောက်ကင်လေးကအပေါ်ရင်ကျွတ်ကျွတ်လေးနဲ့ပေါ်မှာဝါလိုက်တဲ့ခါကျရင်အစီလက်အီအီလေးပေါ့နော် အခောက်ခင်တပွဲအောင်305ကျက်ပါနော်ဘရဒါချာတန်လေးဆွဲပါမယ်ဒီဆိုင်လေးရဲ့ဆိုင်ဖွင့်တဲ့တက်တန်းကလည်း250ကျော်ပြီပေါ့နော်အဲ့တော့ဒီတောင်ကူမြင့်မှာဆိုရင်မသေးလို့မရှိဘူးပါနော် ကျေးဥစီချက်လေးကတော့တပွဲကို4500ကျပ်ဖြစ်ပြီးတော့ပိုရှင်နဲ့အသားလည်းများရပါတော့နော်ကျွန်တော်ကတော့တောင်ငူမျိုးရဲ့ဒါပေါ့နော်လူကြိုက်များတယ်နမေကြီးတယ်မိဘမြတ်တာရေမို့လာစားပဲဖြစ်ပါတယ်ဒီမှာကျောင်းကျွန်တော်သောင်းဟာကျက်ဥရဲ့ငုံဥရဲ့ချင်းဆက်ဟုတ်ကဲ့အဲ့ဒါပေါ်မှာကျွန်တော် share လို့ပေါ့ရှိရပါတော့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်အဲ့ဒါ share ပေါ့ဟုတ်ဩဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဘလောက်လဲမသိဘူးလေဟုတ်ကဲ့ခင်ဗျဟုတ်ဆိုင်ဖွင့်လာကြပြီလား ဘက်မှာတော့3နှစ်လောက်ပဲရှိတယ်။အော်ဟုတ်ကဲ့ခင်ဗျာ။အနည်းမှလက်ထက်တွေကလောက်တာ။အန်ဒီကဒီဘက်မှာဦးကြီးမှပြန်လုပ်တာ။ဒီကလမ်းလို့လည်းခေါ်တယ်ကိုကြီးမီးမျိုးလမ်းလို့လည်းခေါ်တယ်။အော်ဟုတ်ကဲ့ခင်ဗျာ။ချစ်ရတက်တဲ့ကမီးရထားရော။အော်ဟုတ်။အဲတောင်ကူရောက်ဖြစ်ပြီဆိုရင်တော့ဒါတွေကမစားမဖြစ်သေးပါဘူး။မိဘမြတ်တာရေမူလေးကိုကျွန်တော်ဒါမကြီးချင်လေးစမ်းထားပါဘောနော်။အဲ့လေးနဲ့ဆွဲပါမယ်။နားသားကျွတ်ကျွတ်လေးနဲ့ဥမှာအတွင်းဘက်ကအချမ်းလေးရောက်အီအီလေးပါနော်။အဲ့တော့ဥမှာကျွန်တော်ကကြက်ဥရောငုံရောထည့်ထားပါရဲ့။ရှယ်လို့ခေါ်ပါရဲ့ဒီမှာကြောက်။ တက်ဆောင်ရပါဦးဆိုင်လေးရကြတော့မနေ့9နာရီနေပြီးတော့ည9နာရီပြွင့်တယ်အဲ့ဒီပြင်မှာအေးလေးလေးရရပါတော့။အဲမဆလာနဲ့မမွေးလေးရနာမည်မွေးနဲ့လေးရကြက်ဥငုံရရတာစင့်စင့်လေးနဲ့ရှယ်ပဲ။ပြတ်ချက်စပ်ပုံနဲ့ ရောက်တာမနက်7:00နာရီဝင်းကျင်လာရောက်တဲ့ခါကျတော့မနက်စာဆိုင်လေးရောက်တော်တော်များပိတ်သွားပြီပေါ့နော်။ကုန်သွားပြီပေါ့။ဘာသာတောင်ကူမြို့ဦးဝင်သားပါပေါ့နော်။ဒူဝင်းကြီးစားကျင်လို့ဆိုပြီးတော့မြို့ထဲသွားဝါရီ။ဒါပေမဲ့မြို့ထဲမှာကျသူကအဲ့လန်ခီးရဲ့အကြောင်းပေါ့နော်။အရင်အများကြီးမရှိဘူးတဲ့။အဲ့တော့မြို့ဝင်သားမှာတွေ့ရတယ်ကျွန်တော်စားဖို့ပြေးပါပေါ့နော်။တထောင်ခွဲရနေ2000 2000 2000 4000 5000 6000ဟုတ်လားအတန်တောင်ဒီအတန်တောင်ဒီပဲဟုတ်ကဲ့ပြင်ဟုတ်ဒါခွန် โอเคอ่าหวานเนี่ยมั้ยเนาะไปจองพี่ล่ะเลยมาดิเนาะအော်မြန်မာဒူးရင်းသီးရကြောင့်ကျွန်တော်ပုံမှန်ဆိုရင်အရန်အမွှေးနဲ့လှိုင်နေပေါ့နော်အေးပြီုံမှာအစီရောကြီးရယ်ပြောကြပါဦးဗျာဟွန်းဒူးရင်းသီးခွင့်တိုင်းလဲဒီတလုံး2000 မလာဘူးလေလေးတချို့ခုနဲ့အញ្ញံလမ်းပါပေါ့မှာ share ပဲစိုင်းရမကြီးပေါ့နော်ဒီမာကြီးပဲရွေးပေးရပါအဲ့တော့တကယ်တော့တောင်ကုန်းမြို့ရောက်တဲ့ခါကျရင်မိုးဆိုင်နဲ့အများကြီးပတ်စားလို့ရအောင်လို့ဒါပေါ့နော်အဲ ကွန်မန့်လေးมาတယ်ဝင်ညပြတော့လေးရတယ်ကျွန်တော်လည်းဒါကျွန်တော်သိပြီးတော့အဲဒီမို့ data ကနေလိုက်မင်းရင်းထဲမှာအဲစားပြွားရတဲ့ sign လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကျွန်တော်ဆုံးတက်လိုက်ပါမယ်နောက်လည်းကျွန်တော်ပေး sign လေးပညာလေး comment လေးဆောက်ဆက်လုပ်ထားကြည့်ပါဦးဟုတ်လား